မင်္ဂလာပါရှင်။ဇွန်လ18ရက်ဗုဒ္ဓဟူးနေ့အတွက်ရှယ်ငုံရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရန်ကုန်ပြည်သူစေယုံကြည်တွင် လူနာလေးဦးအားချင်းစီအစားထိုးကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့သတင်း။ ကျမရေးဝင်ကြီးဌာနရဲ့ပံ့ပိုးမှုများဖြင့်ရန်ကုန်ပြည်သူစေယုံကြီးရှိနိုင်ငံတကာအစင်မီခုနှစ်ထပ်ဆောင်တဲ့သွေးရောဂါအထူးကူဌာနချင်းစီအစာထိုးဌာနတွင်2025ခုနှစ်မေလအတွင်းချင်းစီကင်ဆာလူနာ၃ဦးနဲ့သွေးပြန်ရေးကြိမ်ကင်ဆာလူနာ၃ဦးစုစုပေါင်းလူနာ၄ဦးအားချင်းစီအစာထိုးကုသခြင်းကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါလူနာ၄ဦးအနက်၃ဦးမှာ သွေးပြန်ရေးကျိကင်ဆာယောဂါခန်းစားနေရတဲ့သူဖြစ်တဲ့အတွက်အေးခဲခြင်းစီပြုလုပ်ပြီးခြင်းစီအစားထိုးကုသမှုပထမဆုံးဆောင်ရွက်ခဲ့တဲ့လူနာဖြစ်တယ်လို့သိရပြီးကုသမှုအပြီးကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ကျန်းလူနာသုံးမှလည်းကျန်းမာရေးကောင်းမွန်တဲ့အတွက်စေယုံစင်ကွင်ရရှိပြီးဖြစ်တယ်လို့သိရပါတယ်လူနာ၄ဦးမှာကျုံပြောမျိုးနဲ့အေယဝတီတိုင်းဒေသကြီးမှာ46နှစ်အရွယ်အမျိုးသမီးတဦးမန္တလေးမြို့မှာ65နှစ်အရွယ်အမျိုးသားတဦးရွှေပြည်သားမြို့နဲ့ရန်ကုန်မှာ 58နှစ်အရွယ်အမျိုးသားတအူးနဲ့တင်ငန်းကျွန်းမြို့နယ်ရန်ကုန်မြို့မှာ19နှစ်အရွယ်အမျိုးသမီးတအူးတို့ဖြစ်ပြီးအဆိုပါချင်းစီစားထိုးကူတာခြင်းကိုစေယုံအုပ်ချုပ်မှုအဖွဲ့သွေးရောဂါအထူးကူဌာနမှပေါမောက်ခ အထူးကူဆရာဝန်ကြီးများဆက်ဆက်ဌာနများမှဘာသာရေးဆိုင်ရာကျွမ်းကျင်ပေါမောက်ခအထူးကူဆရာဝန်ကြီးများကျွမ်းကျင်သူနာပြုကြီးငယ်များအထောက်အကူပြုဝန်ထမ်းများအလုံးပူပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရရှင်။ ဆက်လိုက်တင်ဆက်ပေးမှာကတော့ကိုဗစ်19အတည်ပြုလူနာသေ52ဦးတွေ့ရှိတဲ့တဲ့မြန်မာနိုင်ငံမှာကိုဗစ်19ရောဂါအတည်ပြုလူနာသေ52ဦးထပ်မံတွေ့ရှိခဲ့တယ်လို့ဇွန်လ16ရက်ညပိုင်းကကျန်းမာရေးဝန်ကြီးဌာနမြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဘုတ်ဌာနကအတည်ပြုကြေညာပါတယ်။ ကျမ်းမာရေးဝန်ကြီးဌာနကဇွန်လ၈ရက်နေ့ည၈နာရီကနေဇွန်လ15ရက်နေ့ည၈နာရီအထိတက်ခွဲနမူနာ2185ခုကိုစစ်ဆေးခဲ့ရမှာကိုဗစ် -19 ရောဂါအတည်ပြုလူနာသေ52ဦးထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ကိုဗစ်19ရောဂါကြောင့်ပြင်းထန်လူနာအထူးကြက်မှတ်ကုသမှုပေးနေရတဲ့လူနာနဲ့တည်ဆုံသူ မရှိဘူးလို့လည်းအသိပေးခဲ့ပါတယ်။လက်တလို့အချိန်မှာမြန်မာနိုင်ငံတွင်ကိုဗစ်19ရောဂါကူးစက်ဖြစ်ပွားတည်ဆုံမှုနဲ့ပတ်သက်ပြီးစိုးရိမ်စရာအခြေအနေမရှိပေမဲ့လည်းရောဂါဖြစ်ပွားမှုမှအချို့တင်ကာကွယ်နိုင်မှုအတွက်တကူရီကာကွယ်ရေးနိလန့်တွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့အသိပေးထားကြောင်းသိရပါတယ်ရှင်။ထမံတင်ဆက်ပေးမှာကတော့ WMS အမောင်းအချို့စေတုံးဆက်မှုတွေ့ရှိတယ်လို့ဆိုတဲ့တဲ့ စီကံဖောက်ဖဲတဲ့ WMS ရင်မောင်းတွေကိုစစ်စစ်ရာရင်မောင်းအချို့မှာငွေရစေးသုံးဆွဲတာတွေတွေ့ရတယ်လို့ရန်ကုန်တိုင်းဒေသကြီးပုတ်ကလေးကတယုပေါ်ဆောင်ရေးကြည်ကြမှုကော်မတီ WRDC တွေ့ဖက်အတွင်းရေးမှုဦးလျံကျင်းမန်းကပြောကြားသိရပါတယ်။ပြမှုအုံချိန်တဲ့အထက်စီကံဖောက်ဖြတ်တဲ့ရှင်မောင်936ရောက်ကိုစစ်စစ်ရ14ရောက်စေးကြပြီးကျန်တဲ့ရှင်မောင်1883ရောက်ကိုစစ်စစ်ရမှာတော့31ရောက်စေးကြတာတွေ့ရတယ်လို့ဆိုပါတယ် စေးကြတဲ့ရင်မောင်းတွေကို YMS မောင်းနေခွင့် Smuggler ကိုအမြဲတမ်းပိတ်သိမ်းအရေးယူခဲ့တယ်လို့ဦးလျံကျင်းမန်ကပြောပါရယ်။ရန်ကုန်မြို့မှာပြည်သူတွေ၊ចောင်းသားတွေနဲ့ဝန်ထမ်းတွေဟာနေဆင်သွားလာရေးအတွက် YMS အင်တွေကိုပဲအားကိုးအားထားပြုနေကြရတာဖြစ်ပြီးနေစဉ်ခရီးတဲ့သတန်းခွဲလောက်ကိုရင်စည်း3000ကျော်လောက်ကနေစဉ်ပို့ဆောင်ပေးနေတယ်လို့ဆိုကြောင်းသိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ကြီးမနိုင်မြို့နယ်တွင်ဆက်တက်တမ်းမန်ငယ်မောင်းနှင်ခွင့်တင်နန်းဖွင့်လှစ်တဲ့တဲ့တွင် ရန်ကုန်တိုင်းဒေသကြီးကြီးမနိုင်မြို့နယ်ဆက်ဆန်းအောက်ယုံအလက်ချောင်းရက်ွက်တန်နိဒုက္ခဓမ္မယုံတွင်ဇွန်လ16ရက်မိုးလေတနားရီကမိုးချုပ်ကာလရေချောင်းအနေကင်းရှင်၏အသိပညာပေးဟောပြောဝင်နှင့်ဆက်တက်သမန်ငယ်မောင်းနှင်ခွင့်တင်နန်းခွင့်အကြောင်းသိရပါသည်။ရှေးဥစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးညီညီကအဖွဲ့မှစကားပြောကြားပြီးရေချောင်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှဦးစီးအရာရှိဦးတင်ထူအောင်ကတင်နန်းခွင့်လျက်ချင်းအရွယ်ချအားရှင်းလင်းပြောကြားပါသည်။ အရင်နောက်ဤချောင်းနီးပြဦးတင်ထွေကမူချုကာလဤချောင်းအနေကင်းရှင်ဤအသိပညာပေးဟောပြောပြီးဆက်တက်တမန်ငယ်မောင်းနှင်ခွင့်တင်တဲ့အားဖွင့်နေကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ခိုင်စာလင်းကပေးပို့လာတာပါဆက်လက်ပြီးတင်ဆက်ပေးမှာကတော့မင်္ဂလာတောင်ညွနဲ့ရွှေပြည်သာမြို့နယ်တို့တွင်စိတ်ကြွရွသူစေးပြား6.5သိန်းဖန်စီရမိတဲ့တဲ့တွင် ရန်ကုန်တိုင်းဒေသချင်းမင်္ဂလာတောင်ညိုနယ်ရှိပီတာမြို့နယ်တို့တွင်ငွေကြေးသိန်း6500တန်မိုးရှိစိတ်ကြွယူသူစေပြား6.5သိန်းဖန်စီရမီကြောင့်သိရပါရယ်။မိုးရေစေဝါဒါစီနှိမ့်နေရရတဖွဲမှာတပ်ဖွဲ့များပါဝင်သောပူပေါင်းဖွဲ့ဟာဇွန်လ10ရက်နေ့မိုးလဲ2:30မိနစ်ခန့်ကမင်္ဂလာတောင်ညိုမြို့နယ်ရန်ကုန်ဘူတာကြီးရှိရင်တရင်အရာမောင်အောင်တန်းခေါ်ကြော်တန်းမောင်ကြုံနိုင်နေ တန်းလွင်တို့သုံးသေးဆောင်လာတဲ့စက်ကူကြပ်ပါပုံအားဆစ်ဆေရာဆဲကြွာယူသူဆေးပြားလေးသိန်းဖန်စီရမေကြောင့်သိရပါဗျ။ ကွဲဆက်စစ်ဆေးဖော်ထုတ်ချက်အရရွှေပြည်သားမျိုးနဲ့20ရက်ခွဲမြောင်းမြချောင်းလန်းရှိကျောင်းနိုင်ရဲ့နေအိမ်အားအဲ့ဒီနေရင်ညနေ၄နာရီ30မိနစ်အချိန်ခန့်ကဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာနေအိမ်မှာစေကြာရီသူစေပြားနေ့တသမာ9သိန်းထမှန်ဖန်စီရမိပြီးစုစုပေါင်းဒေသကာလာတမုံငွေချက်သိန်း6500တမုံရှိ စေကြာရီသူစေပြား6တသမာ9သိန်းဖန်စီရမိကြောင်းသိရပါရရှင်။ ရိသေများရှင်ကျမတို့ရှင်ကိုမီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးတဲ့ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသေများကိုကျေးဇူးတူးတင်ရှိပါတယ်ရှင်။